သဗ္ဗရာကမင်းအာကိုရာရှိပလားစိတ်ထဲမှာအာကိုရာရှိဖို့လိုအပ်တယ်ဘဝခရီးလမ်းတဲ့အခါမှာရှောက်လမ်းတဲ့အခါမှာကိုယ့်စိတ်ရဲ့အာကိုရာဆိုတာရှိဖို့လိုတယ်ပေါ့အဲ့ဒီအာကိုရာဆိုတာကိုယ့်အကိုအာကိုမှုပဲမြတ်စွာဘုရားကဘုရားဓမ္မတန်ခါလို့ဆိုတဲ့အာကိုစရာ၃မျိုးတစ်မျိုးစီတစ်မျိုးစီသူ့ကိုအသေးစိတ်ရှင်းပြတယ် အမှန်တရားကိုသိတဲ့ဖရာဆိုတာလောကမှာရှိတယ်အဲ့ဒီမှတရားကိုသိတဲ့ယသော်ဖရာမျိုး စိတ်ထဲမှာညံ့လို့ဆိုအာကိုတိုက်တယ်ဘာကြောင့်အာကိုတိုက်လဲအမှန်တရားကိုသိရှိသဖြင့်လုံတဲ့နာနဲ့မလုံတဲ့နာခွဲခြားဟောကြားလိုက်မယ်သူ့ရဲ့ခွဲခြားဟောကြားချက်အပေါ်မှာမိမိကိုယ်တိုင်လိုက်တာချင့်သုံးခြင်းဖြင့်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါကြောင့်မို့အဲ့ဒီဖရာမျိုးဟာ အားကိုးရမယ့်ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်နောက်တစ်ခုကတော့အဲ့ဒီ